ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာအကသောရေးသားထားတဲ့စုံမကြီးတော်ပြင်းနဲ့ရေခဲဖန်လိုက်ကူအပိုင်း90ကိုတင်ဆက်ပေးကြပါရစ်အစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဒေနာ Notification လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစ် ကျမတို့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရရှင်ဟိမဝနာတောင်တန်းကြီးရဲ့အလဲပဟိုကျမတနီယာကိုတောင်စင်ခွနထက်ကဝင်ရထားပါရအဲ့တောင်စင်ခွနထက်ရဲ့အတွင်ဘက်အကြဆုံးတောင်မှာနိုင်ရေကန်လူအများကခေါ်ဝေါ်တဲ့ရေကန်ကြီးတကန်ရှိပါရအဲ့ဒီရေကန်ကြီးမှာရေခဲတောင်ကြီးရဲ့ထိမ်မှာခြိုင်ဝင်လျက်တည်ရှိနေခြင်းဖြစ်ပြီးတော့ရာသီဥတုအခြေအနေမှာဘလောက်ပဲအေးခဲလာပေမဲ့လည်းရေကန်အတွင်ကရေတွေကတော့ရေခဲများဖြစ်ကုန်မပြောင်းလဲပဲအမြဲတမ်းထာဝရတည်ရှိနေရပါ အဲဒီရေကန်ကြီးရဲ့အလဲမှာတော့အလွန်နှဆိုင်လာတဲ့ရေရင်းတဲ့လှိုင်ကောင်းကြီးတစ်ခုရှိပါရယ်အဲဒီလှိုင်ကောင်းကြီးမှာအလွန်နှဆိုင်ပြီးတော့လှိုင်ကောင်းတိုင်းဆင်းလာလိုက်တဲ့အခါမှာတော့တောင်ကြီးရဲ့အလဲပဟုဇမကိုရောက်ရှိနိုင်ပါရယ်အဲဒီအလဲပဟုဇမမှာတော့ရေကဲတွေနဲ့တည်ရှိနေတဲ့လှိုင်ကူကြီးတစ်လုံးရှိပြီးအများစုကတော့ရေကဲဖန်လှိုင်ကူလို့ခေါ်ဆိုကြပါရယ်လှိုင်ကူကြီးရဲ့ပပလေးမှာတော့ဖန်သားတစ်မျှကြည်လင်းပြောင်းလဲနေတဲ့ရေကဲတုံတွေကဝန်းရံထားကြပြီးကြောက်တန်ရတနာမျိုးစုံတို့မှလည်းရေကဲဖန်သားများအတွင်မှာနေဝင်လျက်တဖိတ်ဖိတ်တောက်ပါနေပါရယ် မြေအောင်ကျင်းဖြစ်ပေမဲ့လေရေခဲဖန်သားတွေရဲ့အလင်းပြန်မှုသဘောကြောင့်လိုက်ကူကြီးမှာဝင်လက်တောက်ပါကနေခင်တများအမြဲလင်းလက်နေပါတယ်။လိုက်ကူကြီးအတွင်မှာရှိတဲ့ရေခဲကြပြာကြီးတစ်ခုပေါ်မှာမဲပြင်းကိုချပေးလိုက်ပြီးတဲ့အခါမှာမဲရောကမဲပြင်းနှစ်ဖူးကိုပုတ်သက်ပေးနေပါတယ်။မင်းဟာသူမတူတဲ့အစွမ်းတွေရှိရဲ့သူတယောက်ပဲမဲပြင်းတကယ်ဆောင်မှလည်းမင်းသာဥတီပါဝင်ရောက်ပြီးတော့မဟန်ချားနိုင်ငယ်ဘူးဆိုရင်တို့ဆုံးလောကအတွက်ကြီးမားတဲ့အပြောင်းလဲစီတစ်ခုဖြစ်သွားမှာအမှန်ပဲမေရောမှာမေပြင်းရဲ့မျက်နှာကိုကြည်ကန်ရေရွတ်ပါရီ တူကမှအနာမရှိနေတဲ့မဲဦးကမဲရောမဲပြန်ဒီမှာထားခဲ့လို့ဖြစ်ပါမလားအစင်ရောပြေပါမလားသူပြန်ရောပြန်ကောင်းလာနိုင်ပါမလားဒီလိုပဲညှော်လင့်ရတာပဲမဲရောကသူ့ရဲ့ရှေ့မှာရပ်နေတဲ့မိမတူကိုကြည့်လိုက်ပါရယ်သူမိမမှာအသက်အရွယ်20ခန်းသာရှိပြီးသူ့ရဲ့ကိုယ်လုံးမှာအလွန်ပိန်သွဲလာပါရယ်တာမန်မိမရဲမှာရှိကြတဲ့ကိုခန္ဓာကောက်ကြမျိုးမရှိပဲကိုခန္ဓာသွေးလျကအနက်ရောင်ထမင်းတစ်ထည်ကိုရင်ရှားဝတ်ဆင်ထားသည်ကပင်ဝက်ချမ်းများတစ်ခုကိုအဝတ်စားပတ်ထားတဲ့ကဲသူအကြည့်ရဆိုရပါ ဘယ်လိုလဲမတ်မူယာသူပြန်ကောင်းလာနိုင်မလားမတ်မူယာဆိုရဲမိမကခေါင်းခါလိုက်ပြီးကံတဲ့ကံမတော့ဘယ်ပြောနိုင်မှာမလဲသူ့ရဲ့ကံကြမ္မာပဲမျှော်လင့်ရတော့မှာပေါ့သူတာဟော်ရီလူတွေတက်ကံကောင်းနေဆိုရင်တော့ခါဆော့ဆော့နဲ့နိုးထလာနိုင်မှာပါမတ်မူယာကပြောဆိုပြီးတဲ့အခါမှာရေခဲဖန်လိုင်ကူကြီးအတွင်မှာရေခဲကြပြကြီးများအပေါ်မှာညင်သက်စွာနဲ့လဲလျောက်နေကြတဲ့ယောက်ျားမိန်းမတွေကိုတစ်ချက်လက်ညှိုးထူပြပါရတယ် အဲ့လိုက်ကိုကြည့်တဲ့တွင်မှာရေခဲကြောက်ဖြာကြီးတွေမှာထောင်ထဲချီလျက်တည်ရှိနေပြီးတော့ကြောက်ဖြာများအပေါ်မှာလဲကိုစီကိုစီမိမျောကလဲလျောင်းနေကြတဲ့မဲအိုကမြပြလာတဲ့လူတွေကိုကြည့်ပြီးတော့ဒီလောက်လူတွေအများကြီးရဲ့မှာပြက်ကောင်းလာတဲ့လူကိုမရှိဘူးလားရှိရပေါ့ကန်ကောင်းတဲ့လူကြတော့နှစ်ပေါင်း100 200လောက်နဲ့ပြက်ပြီးတော့တည်ရလာကြတယ်။ဒါပေမဲ့ကန်ဆိုးတဲ့လူကြတော့နှစ်ပေါင်းထောင်ထဲချီပြီးတော့မိမျောနေကြတော့မယ်။ဟောဟိုကူအလဲဆောင်ကလူဆိုရင်တိတ်တနာဖို့ကောင်းတာပဲ။ မမှုရလက်ညှိုးထွပြလိုက်တဲ့ကြောက်ဖြာကိုကြည့်လိုက်တဲ့အခါမှာအသက်အရွယ်မှန်းဆလို့မရနိုင်အောင်အိုမင်းနေရလူတဦးကိုတွေ့လိုက်ရပါတယ်။မဲဦးကအဲ့လူကြီးကိုကြည့်ရင်"သူကမဲ့နေရဘလောက်ကြာနေပြီလဲ"မမှုရကလက်ခုနှစ်ချောင်းထောင်ပြလိုက်ပါတယ်။မဲဦးကမျက်မှောင်ကျုပ်ရင်း"နှစ်ပေါင်း900များလား။ရှင်မန်းတာနင်းနေသေးတယ်။နောက်ဆုံးမှသူညာတလုံးချက်ချဲလိုက်ပါ"မဲဦးကအလွန်ထိတ်လန့်သွားပြီ။ဖះရီထောက်ဆုံနှစ်ပေါင်း9000တောင်ရှိနေပြီပေါ့နော်။ထစ်တက်နေဖို့တော့မရှိဘူး။ညားဖို့ပဲရှိလိမ့်မယ်။ ာဖြစ်လို့လဲဆိုတော့ဒီလူရဟောရီရှိခဲ့ဖန်လှိုင်ကိုယူစတင်တိဆောက်ခဲ့ပြီးတော့သူကိုယ်တိုင်ပထမဆုံးအသုံးပြုခဲ့တဲ့လူဖြစ်လို့ပဲထဆိုမေပြန်မျှော်လင့်ချက်မရှိဘူးပေါ့ကျုပ်ပြောပြီးသားပဲသူရဲ့ကံကြမ္မာပေါ်မူတည်ပါတယ်လို့မေရောကကောင်းကြီးလိုက်ရင်ကဝေရှင်လုံလိုက်တာကြောင့်မေပြန်ရဲ့ခန္ဓာကိုယ်ရရဆွမ်းရည်တွေတို့လောင်နဲ့ဥဟာကွဲကြည့်ပျက်စီးသွားခဲ့တယ်ဆိုင်အိုးဆိုတာအရေးကြီးတဲ့အရာတစ်ခုပဲမေအိုးရဲ့အရောဆုံးပညာတွေကိုသာမမတ်မရဖြည့်ဆည်းလို့ရချင်းရမယ်။ဆိုင်အိုးရောကွဲကျစ်သွားဖြည့်ဆည်းလို့မရနိုင်ဘူး။ဒါဆိုအိုးပြည့်စီသွားရောဘာဖြစ်သွားမလဲ ညာဆိုတာမီးတောက်နဲ့နှိုင်းရမယ်ဆိုရင်အိုးဆိုတာလောင်စာတစ်ခုလိုပဲလောင်စာမရှိပဲမီးတောက်တွေအားကောင်းတဲ့အခါမှာမီးတောက်တွေကတခြားလောင်စာတွေကိုဆွဲလောင်တတ်တယ်လို့ပဲပညာတက်ပြီးတော့စွန့်ရင်မရှိတဲ့အခါမှာစွန့်ရင်ရဖို့အတွက်တခြားခန္ဓာကိုအစိပ်ပိုင်းတွေဆီကနေယူငင်ရရလေဒီတစ်ခါတခြားခန္ဓာကိုအစိပ်ပိုင်းတွေကပြည့်စည်သွားတတ်တယ်ကြိုင်မဲ့စွန့်ရင်ဆိုတာကစိတ်ကနေလာတာဆိုတော့ထိခိုက်တဲ့အခါမှာလေစိတ်နဲ့ပတ်သက်တဲ့အရာတွေထိခိုက်ပျက်စီးကုန်တယ်သူရဲ့ရုပ်ခန္ဓာကတော့မထိခိုက်ပေမဲ့စိတ်နဲ့ဝိညာဉ်ထိခိုက်သွားတဲ့အတွက်စိတ်သေးသွားတယ်လို့တော့ပြောလို့ရတယ် စိတ်သေးတယ်။နာဝင်းကြီးပြက်တယ်ဆိုတော့သူဟာဘဝကူးသွားတာမဟုတ်ဘူးလား။အခုကတော့သေသွားတဲ့အထီးတော့မဟုတ်ပါဘူး။ပျက်စီးသွားတာပဲရှိသေးတာ။ဒါကြောင့်ငါတို့ကမျောလင်းချက်ကတော့တဝက်ရှိရယ်။အဲ့ဒီပျက်စီးသွားတဲ့စိတ်အင်ကစိတ်ပိုင်းတွေပြန်ကောင်းသွားမယ်ဆိုရင်တော့သူဟာပြန်ကောင်းလာနိုင်တယ်။ဒါပေမဲ့တကယ်လို့အဲ့ဒီပျက်စီးနေတဲ့စိတ်အင်ကစိတ်ပိုင်းတွေကတော့တဖြည်းဖြည်းနဲ့ပြန်နှံ့သွားမယ်ဆိုရင်တော့သူဟာမင်းပြောသလိုသေသွားမှာပဲဖြစ်တယ်။မင်းတော့ပြောတာသဘောပေါက်ပါပြီ။တနေ့ပါဖြစ်လို့ဒီလိုင်ကူထဲမှာထားရတယ်နန်းဆောင်ထဲမှာထားလို့မရနိုင်ဘူးလားကျိုးအခါမှာမမူရာက ဒီလိုင်ကလူအသက်ဖြစ်တည်မှုကိုရုပ်ခန္ဓာတည်မြဲမှုအထိကဲမဖြစ်စေဘဲနဲ့တပြေးပြေးချင်းတိုးပွားစေရလေဒါကြောင့်ဒီကူရဲမှာလာထားတာပေါ့မဲဦးကမျက်မှောက်ကျုပ်လိုက်ရင်ဟိုရှင်ပြောတာတွေကျွန်မတခုမှနားမလဲဘူးမဲရောကကြားဝင်ပြီနားလဲလွင်အောင်ပြောရမယ်ဆိုရင်တော့အပြစ်မထားရင်မဲပြင်းအခြေအနေက9ရက်လောက်ပဲခတ်မယ်9ရက်အတွင်းမှာစိတ်အင်္ဂါအစိပ်ပိုင်းတွေပြန်ကောင်းရင်ကောင်းမကောင်းရင်သိမှာပဲဒီထဲမှာဆိုရင်တော့ရုပ်ခန္ဓာမတည်အောင်လို့ဆဲဆန့်ထားပြီးတော့အချိန်ဆွဲထားနိုင်တယ်အချိန်မြမြရတော့ပြတ်ကောင်းဖို့အတွက်အချိန်ဖြစ်တာပေါ့ ဒီသဘောပါပဲမဲဦးမဲရောကမမှုရာဘက်ကိုလှည့်လိုက်ပြီးဒီကလေးကောင်းကောင်းစောင့်ရှောက်ပေးပါတခုခုထူကြလာတာနဲ့ချက်ကိုဆက်ဆင်းတင်ပို့ပေးပါကျမတို့ကအပေးယူနေပဲအလုပ်လုပ်ပါတယ်မဲရောမဲကိုသမားတွေပေးတာတစ်ခုနဆပို့ပြီးပေးမယ်မမူရပြောင်းလိုက်ကပရင်ကြောက်ကလေးတစ်ခုကိုထုတ်ယူလိုက်ပြီးလက်ဝါးမှတင်လိုက်ပါရယ်မေရောကလက်ဖြတ်လှမ်းတောင်းတဲ့အခါမှာတော့ကျမတို့အလုပ်လုပ်တဲ့အခါမှာငွေကြေးကိုအရင်ချေပေးထားရပါတယ်။အော်မငါးနဲ့ငွေမပေးစင်လို့ထွက်ပြေးမဲ့လူများမှတ်နေသလား လုပ်ငန်းသဘောအရမလို့ပါမေရောပြီးတော့ဒီလိုမျိုးကြွတောင်းရတယ်ဆိုတာလေမေရောတို့အနေနဲ့နောက်ပိုင်းနှစ်တွေကြာလာတဲ့ခေါ်မှာဟော်ရီမေကလေးမိသားမဆိုရင်လို့ပါမေရောကမေပြုံးတစ်ချက်ပြုံးလိုက်ပြီးတနေ့ကိုဘလောက်ရှိတယ်လဲတနေ့ကိုရွှေတစ်ပြားယူပါတယ်ကောင်းပြီလေမေရောကတနေ့ကိုရွှေခုနှစ်ပြားပေးမယ်လောလောဆယ်တော့နှစ်တရာစားအတွက်ရွှေပြားခုနှစ်အားကျူပြီးတော့ပေးထားမယ်မေရောကလဝါကိုဖြန်လိုက်တဲ့ခါမှာလဝါအတွင်မှာစက်ပြားဝိုင်းခန့်ရွှေပြားတွေကပြုတ်ကျလာပါတယ် မမှုရကရွှေပြားတွေကိုပေါပွားတထဲနဲ့ခံလိုက်တဲ့အခါမှာမေရော်ကရွှေပြားခုနှစ်ပြားထည့်ပြီးတဲ့အချိန်မှာတော့တာနဲ့တကယ်လို့များနှစ်ပေါင်း100တွင်မှသူပြန်နိုးလာခဲ့တယ်ဆိုရင်မမှုရပြောင်းလိုက်ပြီးဒါဆိုရင်ကျန်တဲ့ရွှေတွေကိုပြန်အမ်းပေးပါမယ်ဒီရွှေတွေကအလကားရထားတာမှမဟုတ်ကြပဲမေရော်ရဲ့လက်အတွင်မှာရွှေပြားကလေးတွေကတောင်းတစ်ခုအတွင်ကိုတွန်ချလိုက်သည့်အလားအများပြားထွက်ပေါ်လာပြီးနောက်ဆုံးမှာတော့မမှုရရဲ့ပေါ်ဝါအတွင်မှာရွှေပြား900တီတီကျဆင်းသွားပြီးပေါ်ဝါမှာလည်းအေးကြီးတစ်ခုတစ်ဖွဲဖောင်းကားသွားပါတယ် အဲ့ဒီခါမှာမမူရကပရင်ကြပြကလေးကိုမေရော်စီကိုလှမ်းပေးလိုက်ပါတယ်မေရော်ကပရင်ကျပြကလေးကိုမေပြင်းနဖူးပေါ်မှာတင်လိုက်ပြီးမင်းမြင်မြန်ပြန်ကောင်းလာပါစေမေပြင်းအဲ့ဒီနောက်မေအိုခေါ်ဆောင်ကမေရော်ကရှေခဲဖန်လိုက်ကူကနေပြန်ထွက်လာခဲ့ပါတယ်မေရော်မှာမြေအောက်သမုတ်တရားကျောအတွင်မှာမေအိုကိုစီနေကတစုံတစ်ခုကိုအလေးနဲ့တွေးတောနေပါတယ်မေအိုကအခြေအနေကိုရိစားမိရနဲ့ဘာရီများဒီလောက်တွေးတောနေရပါသလဲမေရော်တကယ်စားထူးတော့ထူးဆန်းနေ ဘာထူးစားမှာလဲမေရောနန်းဆောင်နဲ့ကိုဝေရှင်တွေဝင်လာနိုင်အောင်ထူးစားနေရလားအဲ့ဒါဒေဝီကြောင့်မဟုတ်လားဒေဝီကြောင့်ကလည်းတခုအပါဝင်မဲဆိုပေမဲ့ပို့ပြီးတော့ထူးစားနေအချက်တွေရှိနေသေးတယ်ဒေဝီကအရင်တော့နန်းဆောင်နဲ့မှာနေခဲ့ပူရာမို့လို့နန်းဆောင်နဲ့သူကိုယ်တိုင်ဝင်လို့ထွက်လို့ရတာစမ်းတော့မစမ်းဒါပေမဲ့နန်းဆောင်အတားဆီးကရင်လှုပ်ထားတဲ့ဆက်လက်နဲ့တွေကိုဘယ်နားမှတဆင်ထားတဲ့ဘလို့ပညာရည်နဲ့လှုပ်ထားတဲ့ဆိုတော့ तू ကဘလို့သိရလဲဒါကတော့မေရောအရှင်ကသူ့ကိုသင်ပေးခဲ့ပူရာနေမှာပေါ့ မဟုတ်ဘူးမေဦးဒီနန်းဆောင်များငါဆောက်လုပ်ခဲ့တာမဟုတ်ဘူးတကယ်လို့ငါကိုယ်တိုင်ဖောက်ထင်းဝင်ရတယ်ဆိုရင်တော့မှငါပညာနဲ့ဘလို့ဆက်လက်နဲ့တွေတက်ဆင်ထားတယ်ဘယ်နေရာမှာတက်ဆင်ထားတယ်ဆိုတာလောက်ကိုတော့အချိန်ယူပြီးတော့ရှာဖွေနေရအောင်ပါပဲငါတော့မသိတဲ့အရာတခုဒေဝရဘလို့လုပ်ပြောသိမှာလဲဒါဖြစ်ရင်နန်းသုံးဆောင်ဆောက်ခဲ့တဲ့အတိဆုံးဖြစ်မှာပေါ့မေရောရဲ့သူ့ဆရာတရင်ကိုဒေဝရလို့သာဘယ်နေရာမှာဘလို့အစီအမံတွေမြုပ်ထားတယ်ဆိုတာသိရမှာပေါ့တနေ့နေပါအောင်မေရောဒီနန်းသုံးဆောင်ဘသူကတိဆောက်ခဲ့ရလဲမေရောမှာ အတန်ကြာအောင်စဉ်းစားပြီး ကဝေသားရပူပူကြီးပဲဒါဆိုမေရောဆိုလိုချင်တာတကယ်ဆာမှာကဝေသားရပူပူကြီးပါဝင်နေလို့ဆိုလိုချင်တာလားဒီလိုပြောမယ်ဆိုရင်လည်းတွေးစရာတွေကဖြစ်နေပြန်ပြီနော်ကဝေသားရပူပူကြီးဆိုတာမေရောတမီးအရင်ကြောက်လို့မျိုးချစ်တယ်မဟုတ်လားမေရောရဲ့ပညာတွေကိုသင်ပေးတာလည်းသူပဲလေပညာတွေထပ်ပြီးတော့ရနိုင်မယ့်နေရာတွေကိုလမ်းညွှန်ပေးခဲ့ရလဲသူပဲမဟုတ်လားဒီလိုလူကဘာဖြစ်လို့မေရောအကောက်ကြံပြီးတော့၆ချမှာလဲမေရောမှာမျက်မှောက်တစ်ချက်ကျုပ်လိုက်ပြီးမင်းမသိသေးတာတွေအများကြီးရှိသေးတယ်မေအူ နန်းတုံးဆောင်စီကိုပြောင်းအောင်တောင်းနေမေရောမှာကဝေတာရပူပူကြီးနေထိုင်နေဗရမများနန်းဆောင်စီကိုဒေါနေမိုးနဲ့တူရဲတက်လာခဲ့ပါရယ်ကဝေတာရပူပူကြီးမှာထိုင်နေကြပလင်ထမမိမ့်မိတ်ကြီးထိုင်နေပြီးမေရောသူ့ရှေ့လာရတောင်းတရေခါမှာပူပူကြီးကအရင်စားပြီးတော့ဒါရီအလုံးဝငါမင်းကိုချစ်လို့လုပ်ခဲ့တာတွေပဲရှင်သူဘာချစ်လို့လုပ်တာဟုတ်တလားမင်းကအလွန်အနည်းများတဲ့အသွားနှစ်ဖက်ကိုပါးစပ်နဲ့ကြိုက်ဖက်မျိုးဆော့ကစားနေလို့ပဲရှင်သူဒီတားဟာသူများကိုထိကြိုက်စီမှာတက်ဆိုင်မင်းကိုအရင်ဆုံးထိကြိုက်စီမှာအမှန်ပဲ ငါအနေနဲ့မင်းထိခိုက်သွားမှမမြင်ချင်းဒါကြောင့်ဘလို့နီးနေပဲဖြစ်ဖြစ်ဒီလောက်ရက်ကိုတားဆီးရမှာပဲမိပိန်တော်ကလည်းပပိုးကြီးတို့ဝင်ပြီးတော့ဖြတ်စီတယ်အခုမဲပြင်းအလှည့်မှာလဲရှင်ဦးတို့ဒေဝီတို့ကိုတုံးမရတော့နောက်ဆုံးပပိုးကိုယ်တိုင်မဲပြင်းဖြတ်စီဖို့အတွက်စူးစမ်းလာပြီပေါ့ငါကမင်းကိုဘလို့နီးနေပဲဖြစ်ဖြစ်ကောက်ခွေပေးရမှာပဲရှင်သူ တော်စားမှာပူပူရေပူပူကကြက်ကိုချစ်တယ်လဲပြောသေးတယ်ပြီးတော့ကြက်မွေးစားထားတဲ့သမီးတွေအကုန်လုံးသေတာကိုတော့မအေးအေးလူလူနေတိုင်းသေးတယ်တဲ့လားသူတွေကမင်းရဲ့သေးသားအရင်ကမှမဟုတ်ပဲရှင်သူရဲ့မင်းရဲ့သေးသားတွေဆိုရင်ငါကာကွယ်သင့်ကာကွယ်ပေးမှာပါအော်လူရေလူရေကို့လူထီမှာကြောက်လို့စံတဲ့တွေတော့တိတိရှိရှိဂယူမဆိုင်ဘူးရဲ့လားပူပူလောက်တာဘသူတတိငတိမိုင်ပြီးရောဆိုတဲ့သဘောပေါက်နေပြီဆိုတာပူပူသိရလားကဝေတာရာပူပူကပြောင်းလိုက်ပြီးတော့အဲ့တော့ဘာဖြစ်ချင်းလဲ မေတော့မှပြောစရာစကားမရှိရာကြောင့်ပိုပိုကသာစိုက်ပြီးကြည့်နေလိုက်ပါရယ်။ငါအရိယာမဟုတ်ဘူး။တော့ကြပန်လည်းမဟုတ်ဘူး။တကောဆိုင်ရဲ့နေရှိတယ်ဆိုပေမဲ့ပုထုဇဉ်တောင်ပဲမဟုတ်လားရှင်သူရဲ့။ဒါကြောင့်ငါပုထုဇဉ်တွေလို့ပဲငါမှန်နေထင်အောင်ငါလုပ်မှာပဲ။အဲ့တော့ငါလုပ်ရကြောင့်သူတပါနင်နာသွားတာတွေဘာတွေငါကောင်းနေမှာထဲ့ထွက်မနေဘူးရှင်သူ။သူရီးတယောက်တည်းကောင်းမှုရမှုသူတယောက်မှပြက်လင်ငါသာဓမ္မရာဒီဆိုသလိုပဲ။တယောက်ကောင်းမှုတစ်ယောက်ကပြက်ပြရတာလောကဓမ္မရာပဲ။ လောကဓမ္မတာဘယ်သူမှပြုပြင်ပြောင်းလဲလို့မရအောင်မဲတော့မှတပြင်းတစ်ချက်ချလိုက်ပြီးကောင်းမကြီးပူ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 အလဲကြရင်လည်းအဲ့ဒီလောကဓမ္မတာတွေကိုခံနိုင်ရှိပါစေလို့ကျေးဇူးတောင်းပေးပါတယ်မဲတော့မှပြောဆိုပြီးတော့နန်းဆောင်ကြီးအတွင်အနေထွက်ခွာသွားပါတယ်ကဝေတာရာပူပူကြီးမှစိတ်အာယုံကိုစူးစီးလိုက်ပြီးအထက်ကောင်းငယ်ပုံအရာစီကိုစိတ်ကိုဥညွတ်ချလိုက်ပါတယ်နတ်ဘုံနန်းနန်းတွေကိုစိတ်အစဉ်ကဖြတ်သန်းသွားပြီးတဲ့အခါမှာမြမကြီးများနေထိုင်တဲ့အရူပဘုံစီကိုရောက်သွားပါတယ် အဲ့ဒီပုံမှာနေထိုင်နေတဲ့ပြမကြီးတွေကရုတ်ခန္ဓာတိဆောင်မှုမရှိဘဲစိတ်တရံသာရှိပြီးတော့အလင်းလုံးကြီးများကဲ့သို့အဖြစ်နဲ့သာနေထိုင်ကြပါရယ်ကဝေတာရာပပိုးကြီးကပြမကြီးတွေကိုကြည်လိုက်ပြီးပပိုးပြမကြီးတို့ကျွန်တော်ရရှိခဲ့ပါပြီယခုအချိန်လေးလောက်ဆိုရင်ကျွန်တော်ပေါ်ကြရအောင်မယ်မကောင်းတဲ့ကံကြမ္မာဂျိုးဆိုးတွေများလက်အတွင်းကနေလွတ်ကင်းနိုင်ပါပြီလားအလင်းလုံးကြီးများမှာပပိုးကြီးအနီမှာဝဲပတ်ပြန်တန်းနေရင် မောင်မင်းကတော့ခက်ချီတော့တာပဲလူသားတွေနဲ့မြမာရီဆိုတာအလံဝေးလုံးပါတယ်သူတို့အကြောင်းကစိတ်ဝင်စားတယ်လို့ငါတို့အကြောင်းလည်းသူတို့စိတ်ဝင်စားကြအောင်မဟုတ်ဘူးဟိုတခါသူတိတာနဲ့ပြီကမဟာပဌာရနမင်းပြောတာကတော့အဲ့ဒီမဲပြင်းဆိုတဲ့မိန်းကလေးကကျုပ်ကိုဖျက်ဆီးမယ်လူကျုပ်ကိုပြက်စီးစေမယ်လူလို့ပြောဘူးရယ်မရဏဆိုတဲ့တေဆုံခြင်းက30ပုံမှဖြစ်တည်နေတဲ့တတ္တဝါတွေဘယ်သူနဲ့မှမကင်းကြပါဘူးကွာ မရဏံဒုက္ခဆိုတဲ့အတိုင်းသေဆုံးချစ်ကိုမင်းတို့လူတွေမှမဟုတ်ပဲဒို့လိုနဲ့တွေမြမာရီတော်မှကြောက်ကြရတရားပဲတိုင်မဲ့သေသွားတာကအဆုံးသတ်မဟုတ်ဘူးမသေးခင်စကြမှာကိုလောက်ခဲ့တဲ့လောက်ရတွေကပို့ပြီးတော့အရေးကြီးရမှာမေဒါကြောင့်မဖြစ်သေးတဲ့အရာတွေကိုကျွပြီးတော့မသိချင်စမ်းမနဲ့လောကကြီးမှာတနည်းကိုဘာဖြစ်မယ်ဆိုတာကိုဒါကျွပြီးသိနေပြောဖို့မကောင်းတော့မို့လားဒါဆိုမြမာကြီးတွေရောကိုဘယ်နဲ့ဘာဖြစ်မယ်ဆိုတာမသိကြအောင်လားသိလို့ရတဲ့ဒီကိုရေရှိနေပေမဲ့ငါတို့ကမသိချင်ပါဘူးကွာမိမိတော်လည်းငါတို့ဖြစ်မှာမဟုတ်ဘူး ရတယ်လေခမားတို့မဖြေခြင်းလဲရတယ်ကျောက်ရက်တကူဆိုင်နေကိုဆက်လေ့ကျင့်ပြီးတော့ခမားတို့ထက်မြင့်တဲ့မဟာပြမကြီးတွေရှိရဲ့ပြမဘုံတက်ပြီးမိမယ်မင်းရဲ့ကြိုးစားအထောက်မှုကိုတော့ငါတို့မပိတ်ပင်မတားဆီးကြပါဘူးတိုင်မဲ့တခုတော့အကြံပေးခြင်းနဲ့ဒီလောကကြီးတစ်ခုလုံးကိုကန်ဆယ်ရဲ့အရာစိတ်ခိုင်းမောင်းနေနေတယ်တတဝါတိုင်းဟာကန်စီမန်ယာတိုင်းသူ့အလိုလိုဖြစ်ပြနေကြတာပဲဒီကန်ကျမကိုပြောင်းလဲနိုင်တဲ့လူကမိမိကိုယ်တိုင်ပဲဖြစ်တယ်မိမိရဲ့ကံကြမ္မာကိုဘယ်သူမှလာပြီးတော့ပြောင်းလဲနိုင်မှာမဟုတ်တယ်လို့ဘယ်သူကြောင့်မှလဲကိုယ်ကံကြမ္မာကပြောင်းလဲတော့မှာမဟုတ်ဘူး ကဝေတာရာပူပူကြီးမှာမကြည်မနှံနဲ့ကောင်းငင်ပေါ်မှာနေပြန်လဲဆင်းသက်လာခဲ့ပါရယ်။မဲပြင်းမှာအမောင်တူကြီးအတွင်ကိုကြာရောက်နေပြန်ပါရယ်။အမောင်တူတနေရာမှာတော့ရက်ကန်ခတ်သက်ကိုညင်သာစွာကြားနေရပါရယ်။မဲပြင်းမှာမိမိရောက်ရှိနေတဲ့နေရာမှာမဲပြော့နေထိုင်တဲ့မိမိရဲ့နှလုံးရဲ့အတွင်မှာနေရာတစ်ခုမှန်သိလိုက်ရပြီးမို့ရက်ကန်ခတ်သန်ကြားလိုက်ရတဲ့အနောက်ကိုအေးအေးလူလူပဲလမ်းလျှောက်ကလိုက်လာခဲ့ပါရယ်။ တနင်္လာအရောက်မှာတော့စီမီကွက်တစ်ခုထွန်ထားတာကိုမြင်လိုက်ရကမဲပြော့မှာရက်ကန်းခတ်နေပြီးမဲပြင်းကမဲပြော့ရဲ့အနီကိုသွားလိုက်တဲ့အခါမှာမဲပြော့ကမဲပြင်းကိုပြုံးမိကြည့်ပါရယ်မဲရောက်လာပြီဦးတနင်္လာအတော်ပဲငါမဲကိုခိုင်းကြရှိရယ်မဲပြော့ကတနင်္လာကိုလက်ညှိုးထုတ်ပြလိုက်တဲ့အခါရက်ကန်းစင်ရဲ့နှပေမှာမျက်စိတစုံကျဲပြန်လာတဲ့ဝါခင်ကြီးကိုတွေ့ရပါရယ်ဝါခင်ကြီးမှာရှိတဲ့ဝါပင်တွေမှာတော့ဝါပွင့်ဝါဖက်တွေကဖွဲ့ဖွဲ့စွတ်ကဖြူနေပြီးတော့ငွေရောင်လှိုင်းလုံးကြီးအတွင်ဖြစ်နေပါရယ်ကျုပ်ကဒီဝါတွေကိုဘာလုပ်ရမှာလဲ နေအိတ်ဝါတွေကိုလိုက်ပြီးတော့ရှိသိမ်းရမယ်မပြင်းရဲ့အလိုဒီလောက်များတဲ့ဝါပင်နေရဝါတွေကိုရှိသိမ်းရရင်တော့ဒီတသက်ပြီးနိုင်မှာမလားအစရှိရင်အဆုံးဆိုတာရှိစမြဲပဲမပြင်းရဲ့မင်းအကောင်ဆုံးစ조사နိုင်လိမ့်မယ်လို့ငါထင်ပါတယ်မပြင်းကကောင်းကျင်လိုက်ပြီးတောင်တလောင်းယူကဝါကင်းကြီးအတွင်ကိုဆင်းငယ်လိုက်ပါတယ်ဝါပင်တွေကအတန်းလိုက်ရှည်လျားစွာပရောက်နေကဝါပင်ဝါဖက်တွေကဝါပေါက်တွေကလည်းအဖြူရောင်လို့ဆိုပေမဲ့လေငွေရောင်ပြေးကလေးတစ်ခုတန်းနေပါသေးတယ် မေပြင်းကအဲ့ဒီဝါပေါက်ကြီးကိုလက်နဲ့ထိကမ်းလိုက်တဲ့အခါဝါပေါက်မှာတိမ်ဆိုင်တိမ်ငယ်တစ်ခုနဲ့လက်အတွင်ပြက်ွယ်ကစိတ်ဝင်သွားပါရဲ့ဘလို့ဖြစ်တာလဲမေပြင်းကဝါပေါက်ကြီးကိုလက်နဲ့ထမှန်ထိကမ်းလိုက်တဲ့အခါမှာမေပြင်းလက်နဲ့ထိသည်။ဝါပေါက်တွေမှာအကုန်ပြက်ွယ်ရေးသားနေပါရဲ့မေပြင်းမှာဆေးဆိုးပြီးဝါပေါက်တွေကိုထပ်ပြီးတော့ကိုင်ဖန်းလေးလေးဝါပေါက်တွေကပြက်ွယ်သွားလေးလေးဖြစ်ပါရဲ့အဲ့ဒီဖြစ်ကိုမေပြုတ်ကရက်ကန်းခန့်နေတဲ့ကြီးကပြုံးရှိပါရဲ့ မဲပြင်းမဲပြင်းငါတို့ရဲ့ရကန်ခတ်တဲ့ပညာအဝတ်တဲထုတ်လုပ်တဲ့ပညာဆိုတာဒေါသရှိထားလို့မရဘူးကွအလွန်အင်မတန်မှနူးညံ့တဲ့ပညာရတစ်ခုပဲဒီပညာကိုလုပ်တဲ့သူရဲ့စိတ်ဟာလေနူးညံ့ပျော်ပြောင်းနေမှရှာမှာလေမင်းရဲ့စိတ်ကယောက်ျားရဲ့မကြီးရဲ့စိတ်နဲ့တူတယ်ယောက်ျားတွေကဒေါသဖြစ်လို့ရတယ်။စိတ်မရှိဘူး၊တိခတ်နိုင်စွမ်းမရှိဘူး။ဒါကြောင့်ယောက်ျားတွေကလည်းဒီအဝတ်ထည်ထုတ်လုပ်တဲ့ပညာမလုပ်နိုင်ကြဘူး၊မေပြင်းရဲ့။ဒါဆိုရင်ဘယ်လိုလုပ်ရမှာလဲ။အရင်ဦးဆုံးမင်းရဲ့စိတ်ကိုဖြူစင်အောင်ထားမယ်။တန့်စင်အောင်ထားမယ်။ မင်းရဲ့စိတ်ထဲမှာတွေးတောနေရတွေပူပန်နေရတွေခဏလေးမိထားလိုက်ပြီးတော့မင်းရဲ့စိတ်ကိုကြည်လင်နေတဲ့စမ်းကြောင်းကလေးတစ်ခုလိုမျိုးတန်ရှင်းတည်ငြိမ်နေအောင်ချရမယ်။မဲပြင်းမှာစိတ်ကိုတနေတဲ့လားပြပြင်းလိုက်ပြီးတဲ့နောက်ဝါပေါက်တစ်ခုကိုလက်နဲ့ကိုက်တွဲလိုက်ပြန်ပါရယ်။သို့တော့ဝါပေါက်မှာလက်ပေါ်မှာခဏတာသာပါလာပြီးတဲ့နောက်တောင်းအတွင်ကိုမထည့်ခင်မှာပင်အရေးပြောကြသွားပြန်ပါရယ်။မဲပြင်းရဲ့စိတ်ကဖြူစင်နေတန်ရှင်နေဆိုတာအတင်းလှုပ်ယူလို့မရဘူးလေ။ မင်းရဲ့အလုပ်ပေါ်မှာမင်းအာယုံစူးစိုက်ဖို့အတွက်လိုအပ်တယ်။တခြားအတွဲတွေကိုရပ်ထားပြီးတော့ဝါဆွတ်တဲ့နေရာကိုပဲစိတ်အာယုံကထားတဲ့နယ်။အခုမင်းရဲ့စကတခြားနေရာပေါ်များစွာအာယုံဖြန့်ကျက်နေ။မဲပြင်းမှာတပြင်းတစ်ခုကိုခြံလိုက်ပြီးရဲ့နောက်ဝါပေါက်တွေကိုလက်နဲ့အသာကလေးကင်တင်လိုက်ပါရယ်။အဲဒီကမှတန်ရှင်းဖြူစင်တဲ့ဝါကွန်ဆိုင်တစ်ခုမှာမဲပြင်းလက်အတွင်ကိုပါလာပြီးသူတို့မေပြင်းကတောင်းတင်ကိုလက်လှမ်းမြော်ထိလိုက်တဲ့အခါလမ်းခွလမ်းမပင်အရေးပြောသားပြန်မာရီ ဒီလိုနဲ့မဲ့ပြင်းမှာဝါပေါက်တွေခုစွနေအခြားအာယုံတွေကတဖြည်းဖြည်းနဲ့လျှော့နေလာလေးဖြစ်ပါတယ်။နောက်ဆုံးမှာတော့မဲ့ပြင်းအတွင်းထဲမှာဝါကုန်းဆိုင်တွေကိုခုဆရံသားရှိရပြီးအခြားအတွေ့တွေလုံးဝမဖြစ်ပေါ်လာတော့ပါဘူး။အဲ့ခါမှသာဝါကုန်းဆိုင်တွေကိုခုယူနိုင်ပြီးတောင်ကြီးအတွင်းကိုထည့်နိုင်ပါတယ်။မဲပြင်းမှာဝါပေါက်တွေကိုခုဆွလိုက်ဝါကုန်းဆိုင်တွေများတောင်းနဲ့ပြေသွားတဲ့အခါမဲပြော့ရဲ့နဖေးတနေရာမှာပုံလိုက်တဲ့အဲ့အလုတ်ကသာအာယုံဆိုင်ပြီးလှုပ်ဆောင်နေရမှုအချိန်ကုန်နေရဆိုတာကိုပင်တတိမထမီနိုင်အောင်ဖြစ်နေပါရဲ့ အချိန်ဘလောက်ကြာသွားရမသိမဲပြင်းအားမဲပြောကဝါကုန်များလုံလောက်ပြီလို့ပြောလိုက်တဲ့အခါမှာမဲပြင်းခုဆွထားတဲ့ဝါကုန်ဆိုင်ထဲမှာတောင်ကြီးတစ်ခုတစ်ဖွဲမြင်မာလျက်လဲပြန်အောင်မော့ကြည့်နေရပါရဲ့တက်ခုလိုက်တာတွေကဒီလောက်တော့မှများသွားပြီလားကြော်ရဲမဲပြင်းကဲအခုနောက်အလုပ်တစ်ခုထပ်လုပ်ရမယ်မဲပြောကတနည်းအားကိုချူပြလိုက်တဲ့အခါတသားတလိမ့်တော်များနဲ့ပြုတ်လုထားတဲ့ဝါကြီးဆက်ကိုတွေ့လဲရပါရဲ့ဒါကဘာလို့ရမှာလဲဝါရီကိုအစိမ့်နဲ့ခုန်နေနဲ့ကွဲထွက်သွားဝါကြည့်ရမယ် မဲပြဲမှာမဲဖြော့ပြောဆိုတဲ့အတိုင်းဝါကျိတ်ဆက်အဒီမှာထိုင်ချလိုက်ကဝါကုန်းစိတ်တွေကိုထည့်ပြီးတော့ကျိတ်ပါရယ်ဝါဘတ်တီကိုတလိန်တုံးနဲ့ကျိတ်လိုက်တဲ့အခါမှာဝါစဲရီနဲ့ဝါကုန်းတွေကတသက်စီကွဲပြီးထွက်သွားပါရယ်ဒါနဲ့ကျုပ်ကဒါရီဘာဖြစ်လို့လုံနေရလဲအဝတ်တဲတစ်ခုဖြစ်ဖို့ဆိုတာမလွယ်ဘူးမဲပြဲရဲ့လက်ဖြစ်အထက်တစ်ခုထွက်ဖို့ဆိုတာစိတ်ရှိရှိနဲ့လုံမရတာဒါရီလုံပြီးဘယ်နေရာမှာတုံးပါလဲငါမင်းအတွက်အကောင်းဆုံးချိတ်လုံးကြီးတစ်ထည်ရက်လုတ်ပေးမယ်လေမဲပြင်းလုံးကြီးတစ်ထည်ရက်တာများဒီလောက်ဝါခုံးနေလို့လို့လား ငါ့အတွက်ဆိုရင်တော့မလိုပါဘူးဝါကွန်တစ်ထောင်လောက်နဲ့လေလုံကြီးဖျောက်လုံနိုင်ပါတယ်ဒါပေမဲ့မင်းအတွက်ဆိုရင်တော့လိုအပ်တယ်မေပြင်းရဲ့ဒါတွေအချင်းဘလောက်ကြောင်လုံနေရမှာလဲဒီဝါကွန်နေရာနောက်ဆုံးလုံကြီးဖြစ်သွားတဲ့အထီးပေါ်မေပြင်းမေပြင်းမှာတောင်ကြီးတစ်ခုအလားမြင်မာတဲ့ဂုံးပုံကြီးကိုကြည့်ပြီးဒါဆိုအချင်းတော်တော်ကြာမယ်ဆိုတဲ့သဘောပဲဒါကတော့မင်းလောက်တာခိုင်းတာပေါ်မှာမူတည်ပါတယ်မင်းလောက်တာမြင်မြင်ပြီးမယ်လောက်တာနေနေပြီးမှာပေါ့ ကျုပ်အပြင်ပြန်ထွက်မယ်မယ်ပြော့အပြင်လောကမှာကျုပ်လို့ဆရာတွေအများကြီးရှိသေးတယ်ဒီလုံကြီးတစ်ထည့်အတွက်အချိန်အများကြီးမပေးနိုင်မင်းဒီကနေထွက်လို့မရအောင်မယ်ပြင်ဘာရှင်ဟုတ်တယ်ဒီလုံကြီးမပြီးသေးရင်မင်းဒီအမှောင်တွေတွေကနေထွက်ခွာသွားလို့မရအောင်မဟုတ်ဘူးရှင်လိန်ပြောနေရငါပြောတာမရှိဘူးလေမင်းကိုယ်တိုင်စူးစမ်းကြည့်လိုက်ပါမယ်ပြင်မဲပြင်းကဝါကျိတ်ဆက်ကနေထားလိုက်ကတနည်းအောင်ဥတီလျှောက်သွားလိုက်ပါလေ။ကျုပ်အပြင်လောကပြန်သွားမယ်။မမေကြီးစီကိုပြန်ရမယ်။မဲပွင့်ကလည်းကျုပ်ကိုစောင့်နေသေးတယ်။ မဲပြောမှာဘာမှမပြောဘဲရက်ကန်းသာဆက်ခံနေပါရယ်ဒီလိုနဲ့မဲပြင်းကြမဲပြောရက်ကန်းခန့်နေရက်ကန်းစင်နဲ့စန့်ကျင်မဲ့အရက်ကိုတယောက်တည်းထွက်လာခဲ့ပါရယ်အမတို့ကြီးတွေမှာစန္ဒဝါဝါသွားနေမဲပြင်းမှာလမ်းပြောက်ချင်လာတယ်လို့ဖြစ်နေပါရယ်မြင့်လေရရအမတို့သားကြီးဆိုထားပြီးမဲပြင်းကိုရိုင်းလဲဘယ်ရလို့ဘယ်ပေါက်နေမှမသိတော့ပါဘူးသို့သောမဲပြောင်းတဲ့အချိန်ကုန်မနေချင်တာကြောင့်အခုလိုမျိုးအမောင်တူစီအတွင်ရနေလွမြောင်ရလန်တစ်ခုကိုရှာဖွေနေမိပါရယ်အဲ့လိုမျိုးသက်သွိုင်းနေတဲ့တနည်းအားအယောက်မှာအလင်းရောင်ကလေးတစ်ခုကိုမှိန်ပြပြမြင်လိုက်ရပါရယ် မဲပြင်းကအတက်သွားပြီးအဲ့အလင်းရောင်စီကိုတဟုန်တို့ပြေးလာခဲ့ပါရဲ့အလင်းရောင်နဲ့နီလာလေးလေးနားထဲမှာရကန်ခတန်တထောက်တောက်ကိုကြားနေရလေးလေးပါနောက်ဆုံးမဲပြင်းမှာမဲပြော့ရဲ့ရကန်စိန်စီကိုသာပြန်ရောက်လာခဲ့ပါရဲ့မဲပြော့ကရကန်ခတ်နေရင်တဟင်းဟင်းနဲ့ရှိပါရဲ့ဘလို့လဲမဲပြင်းရဲ့မဲဒီထက်စောစောပြန်ရောက်မယ်လို့ငါထင်ထားတာရှင်ဘာလို့ထားရလဲငါလားအာဘာမှမလုပ်ပါဘူးဒီတော့မှပဲထိုင်ပြီးရကန်ခတ်နေရပါမဲပြင်းမှာလက်မလျှော့သေးပါဘူး ဒီလိုနဲ့မဲပြော့ရဲ့ကန်စင်နဲ့စန့်ကျင်မဲ့ရက်တစ်ခုကိုမှန်ဆကထွက်လာခဲ့ပြန်ပါတယ်။ပိမ့်ပိတ်နေတဲ့အမောင်တူကြီးတွေမှာအလင်းအောင်ရစေရန်အတွက်စွန်ပညာနဲ့မိထုံရန်ကြိုးစားပေးမယ်လေ။စွန်ပညာကိုထုတ်သုံးလို့မရပါဘူး။တခါခက်မြမြသွားလာနိုင်စေရန်အတွက်ပညာများထုတ်သုံးပေးမယ်လေ။မရပဲဖြစ်နေပါတယ်။မဲပြင်းမှာအလွန်စိတ်ပြတ်သွားမိပါတယ်။ဟာဘာတွေဖြစ်နေရလဲ။ဘာတွေဖြစ်ကုန်တာလဲ။မဲပြင်းမှာအမောင်တူအတွင်ကိုထိုင်ချလိုက်ကငိုယိုနေမိပါတယ်။အဲ့လိုငိုယိုနေရင်လည်းမိခင်ဖြစ်သူကိုတတိယလာပါတယ်။ အချိန်ဘလောက်ကြာမှမသိအောင်ငိုယိုနေပြီးတော့မှမဲပြင်းရဲ့စိတ်တွေအနေထိုင်လာပါတယ်။အမောင်တူကြီးကိုတစ်ချက်ဆိုင်ကြည့်ရင်အဝယ်လန်းရှင်အထွက်လန်းဆိုတာရှိမှာပဲ။ဟာရအောင်စူးစမ်းရှာမှဖြစ်မယ်။မဲပြင်းကအတင်းလိုက်ကအမောင်တူကြီးတွင်ဆက်လက်ပြေးလွှမ်းနေမိပါတယ်။တနည်းအားရောက်တဲ့အခါမှာတော့အဝေးရစီမီကွက်အလင်းရောင်ကလေးကိုလှမ်းပြီးတော့မြင်တွေ့လိုက်ရပါတယ်။မဖြစ်ပါစေနဲ့။ဒီအလင်းရောင်ကမဲပြော့ရကန်းစင်အလင်းရောင်မဖြစ်ပါစေနဲ့။ မဲပြင်းရရင်ရွတ်လိုက်ရင်လည်းဆက်လက်ပြေးလွှာလာခဲ့ပေမဲ့သူမျောလင့်ထားတဲ့အတိုင်းထွက်ပေါက်တခုမဟုတ်ပဲမဲပြော့စီတို့သာပြန်ရောက်လာပြန်ပါတယ်ဒီတစ်ခေါက်ကျတော့ပို့ပြီးတော့ကြာပါလားမဲပြင်းရဲ့မဲပြင်းမှာဆက်မပြောတော့ပဲနောက်ထပ်အရဲ့မျက်နှာတခုစီကိုဆက်လက်ပြီးတော့ပြေးလွှာလာပြန်ပါတယ်ဒီလိုနဲ့အမောင်တို့ကြည်တွင်ပြေးလွှာလိုက်နောက်ဆုံးမဲပြော့စီကိုပြန်ပြီးတော့ရောက်လာလိုက်တဲ့ခုနှစ်ချိန်တိတိထပ်မံစူးစမ်းပြီးရဲ့အခါမှာမဲပြင်းမှာလက်လျှော့လိုက်ရပါတော့ ငါပြောပြီးသားပဲမြပြည့်ဒီလောကကြီးရဲ့မှာမင်းရဲ့ငါးနှစ်ယောက်ကလွဲလို့ဘယ်သူမှမရှိဘူးမင်းသာဒီထဲမှာမဟုတ်ပဲနဲ့အပြင်လောကမှာဆိုရင်တော့အခုလိုပြေးလွှားနေရတာနဲ့အမောဆုပ်ပြီးသေးမှာပဲဒါဆိုဘလို့လောက်ရမှာလဲကျုပ်ဒီထဲကနေထွက်ချင်တယ်ရှစ်လိုမျိုးဒီလောကကြီးရဲ့မှာတော့တသက်လုံးမနေချင်းမဲပြောတာဝါကျိဆက်ကိုလက်ညှိုးထုတ်ပြလိုက်ပြီမင်းကိုထွက်လို့ရရဲ့နီလန်ငါပြောပြီးပြီလေမဲပြင်းရဲ့မင်းခုလိုပြေးလွှားနေရတဲ့အချိန်တွေကမှတော်တော်ကုန်နေပြီနော်ခုနကသာထိုင်ပြီးတော့ဝါကျိနေအခုဆိုတော်တော်ပြီးနေလောက်ပြီမဲပြင်းရဲ့ မဲပြင်းမှာမဲပြော့ပြော်ရာတွေကိုစောရကမတက်တော့ပဲဝါကွန်းတွေကိုသာထိုင်ကျနေပါရယ်ဝါကွန်းဆိုင်တွေကိုကျိတ်ဆက်တွင်ကိုထုတ်ထည့်လိုက်ကခက်မြက်မြက်ပြီးစရင်အမြန်လှဲ့လိုက်ပေမဲ့လေဝါကွန်းဆိုင်တွေမှာအငွေ့ပြန်ကပြောက်ွယ်သွားပါရယ်မဲပြင်းဟာအံ့အားသင့်နေမိပါရယ်ငါပြောထားတယ်မဟုတ်လားမဲပြင်းအဝတ်ထည်တစ်ခုဖြစ်ဖို့ဆိုတာစိတ်ရှည်ဖို့အဓိကပဲပြီးကျင်စောတိုက်ပြီးတော့လုံးလုံးမရဘူးလေမဲပြင်းမှာစိတ်ကိုရှော့ချလိုက်ကဖြည်းဖြည်းချင်းလုံနေပါရယ်မဲပြင်း မင်းရဲ့မကောင်းတဲ့အချက်ကသူများပြောတာကိုအယုံကြည်မရှိပဲကိုယ်တိုင်လှုပ်ကြည့်ပြီးတော့မှကောင်းတယ်ဆိုရဲဆိုတာကိုလက်ခံနားလေတတာပဲမဲပြင်းမှာဝါရီကိုသာကြိတ်နေမိပါတယ်တောင်ကြီးတောင်နေပါရှိတယ်ဝါကွန်ဆိုင်ကြီးကိုဝါဘတ်တီပြန်ကြိတ်လိုက်တဲ့အခါမှာဝါဘတ်တီကလည်းတောင်ကြီးတောင်ကဲ့သို့ကြီးမားနေပါတယ်ဝါဘတ်များကုန်စင်အောင်ကြိတ်ပြီးရကမဲပြင်းမှာမတ်တက်ထားရလိုက်ကခါးကိုဆန်းလိုက်ပါတယ်တမိတမောကြီးလောက်ရတာပဲကဲဒီလောက်ဆိုရင်ရက်ကန်းရက်ဖို့ရှာပြီလားဒီဝါဘတ်တီနေရာရက်ကန်းရက်လို့ဖေးရအောင်မလဲမဲပြင်းရဲ့ ရော့ဒီဟောင်းယူလိုက်မဲပြော်ကမဲပြင်းကို လေးတစ်ခုကိုပေးလိုက်ပါရဲမဲပြင်းကအဲ့လေးကိုကြည့်ပြီးဒီလေးကဘာလုပ်ရမှာလဲလေးမဟုတ်ဘူးမဲပြင်းရဲ့ဒါဝါဖန်တဲ့ကရိယာပဲဘလို့ဒိုင်းနဲ့ဘာဆက်လုပ်ရအောင်မလဲခုနကြိတ်ပြီးသားဝါဘက်တွေပွတ်သွားအောင်လို့ဟော်ရီဂျိုလီနဲ့ချိန်ပြီးတော့ဝါရီဖွားပေးရမယ်မဲပြင်းမဲပြင်းမှာခေါင်းကုပ်ပြီးအဆင့်နေရာလဲများလိုက်တာနော်စိတ်မရှုံနဲ့မဲပြင်းမင်းခုလောက်နေရအဆင့်30လောက်ပဲရှိသေးတယ်အနောက်မှာအဆင့်ပေါင်း30လောက်ကျန်သေးတယ် မဲပြင်းမှာအံ့ဩသွားပြီးစကားတော့မပြောနိုင်တော့ပါမဲပြော့ပြီးတဲ့လေးတံကလေးကိုယူကဝါကွန်းဆိုင်တွေကိုကျိုးနဲ့ဆဲလောက်ကပွတ်သွားဖွတ်ပြီးနေမိပါတယ်တောင်ကြီးတမကြီးမာလာတဲ့ဝါကွန်ဆိုင်တွေဖွာပြီးတဲ့အခါမှာဝါကွန်တွေမှာမဲပြင်းအနီမှာတိမ်ပင်လေကြီးတစ်ခုတစ်ဖွဲဖြစ်ပေါ်နေပါရယ်။ဖွာပြီးသားဝါရီကိုတက်သားကြောင်လေးတစ်ခုနဲ့ပိုင်းလိုက်ရပါရယ်။ပိုင်းလိုက်ပြီးတဲ့အခါမှာပိုင်းငင်ရပါရယ်။ပိုင်းငင်ပြီးတဲ့အခါမှာချီခင်ဖြစ်စေရင်ချီတက်ရပြန်ပါသေးတယ်။အစရှိသဖြင့်မဲပြော့ခိုင်တမကိုလိုက်လံလှောက်ဆောင်နေရပါရယ်။ ဟိမဝနာတောင်နှံကြီးတနေရာမှာခန္ဓာထယ်ဝလာတဲ့နန်းဆောင်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီနန်းဆောင်ကြီးမှာတောင်ကြီးတစ်ခုရဲ့ထိပ်မှတည်ရှိပေမဲ့လည်းနန်းဆောင်ကြီးရဲ့အောက်ခြေမှာမြေသားများနဲ့မထီးပဲလေပေါ်ဝဲပြန့်နေလျက်ရှိပါတယ်။အဲ့ဒီနန်းဆောင်ကြီးအတွင်မှာတော့အထွေထွေအထူးထူးသောစောက်တောက်ဖွယ်ရများအသောဆောင်တွေနဲ့ပြည့်နှံ့နေကြပါတယ်။နန်းဆောင်ကြီးရဲ့အလဲပဟိုချက်မှာဥယျာဉ်ကြီးတစ်ခုရှိပြီးလွန်စွာရနတ်မွေကြိုင်တင်ပြန့်နေနတ်ပန်းမာလာတွေကတတက်ရောင်တဲ့ဖွယ်ရောင်စုံဖြားလျက်ပေါက်ရောက်နေကြပါရဲ့။ အဲ့ဒီဥယျာဉ်ကြီးရဲ့အလဲပဟိုးကျမှာတော့ဆောင်းဝိုင်းပုံတဲ့အတိဝိုင်းစံတွေကမှန်သားပြင်သည်မြကြည်လင်ညင်တက်နေတဲ့နေရီကန်တစ်ခုရှိပါရယ်နေရကရဲ့နဘေးမှာတော့အဖြစ်အောင်အဆင်ရှိတဲ့ညာဖြူပင်ကြီးတပင်ပါရောင်တွေကတပင်လုံးဆတ်ဆတ်ပြူနေပါရယ်ညာဖြူပင်ကြီးရဲ့အောက်မှာတော့စပွဲဝိုင်းကြီးတစ်ခုရှိပြီးတော့အဲ့ဒီစပွဲဝိုင်းမှာတော့နတ်ဝတ်နတ်ဆာများဝတ်ဆင်ထားကြတဲ့လူကြီး9ယောက်ထိုင်နေပါရယ်လူများဆိုပေမဲ့လည်းယောက်ျားလေးရောမိန်းကလေးများပါပါရှိပါရယ်အဲ့ဒီတွင်မှာအစားအသောက်တွေကိုတောက်စားပြောပါကြလျက်ရီမောနေကြပါရယ် ဘယ်လိုလဲမမွေရတယောက်ရောက်မလာသေးပါလားမကြမီမှာပဲနန်းဆောင်ကြီးအတွင်ကိုကြောင်နှက်ကလေးတစ်ကောင်ကပြေးဝင်လာပါရဲ့ကြောင်နှမမှာပိန်ညောက်ကန်နေပြီးတော့အရှိုးဘော်အရေးတင်မှာကြောင်နှက်ကလေးကစပွဲဝိုင်းကြီးရဲ့နဘေးမှာရှိတဲ့ခုံတစ်ခုပေါ်ကိုခုံတက်လိုက်ပြီးရဲ့နောက်ရုပ်ကြီးပင်မမွေရအဖြစ်ကိုပြောင်းလဲသွားပါရဲ့မမွေရဒီနေ့နောက်ကျနေပါလားဟုတ်တယ်ရေကဲဖန်လိုက်ကူမလေးစီးပွားရေးကိစ္စလေးရရှိနေလို့ကဲပွဲစားကြရောမလားနမင်းနေရာခေါင်းညိတ်လိုက်ကြပါရဲ့ တို့ကမှအနေရဝစ်စုံကိုဝစ်စင်ထားတဲ့လူကြီးကစပွဲဝိုင်းကြီးကိုလက်နဲ့ပုတ်လိုက်တဲ့အခါမှာစပွဲဝိုင်းအပေါ်မှာအရာအလုံးမှပြက်ကွက်သွားပြီးအကွက်ကွက်တွေနဲ့ပုံဖော်ထားတဲ့နက်ကြွေဟန်ကစားပွဲကြီးတစ်ခုဖြစ်ပေါ်ပေါက်လာခဲ့ပါတယ်အဲ့ခါမှာအနီယောင်မကိုင်းတရဖူကိုစောင်းထားပြီးတော့တကုတ်လုံးမှလည်းအနီယောင်အစင်ရှိရဲ့အဝတ်စားတွေကိုဝတ်ဆင်ထားတဲ့မိမကြီးတူကမတ်မူယာကိုကြည့်လိုက်ပြီးနတ်ကျွံကစားပွဲကစားမယ်ဆိုရင်ထိုးကြည့်ပါမှဖြစ်မှာနော်မတ်မူယာ မမှုရကတစ်ချက်ပြောင်းလိုက်ပြီးပဝါစာကိုဖြန်ကစပွဲပေါ်ချလိုက်တဲ့အခါရွှေပြားများစွာပုံအော်ကချလာပါရယ်။ကဲဒီလောက်ဆိုရင်ကစားပွဲလောက်တယ်မို့လား။ကျန်တဲ့နမင်းလေးကကောင်းမြင်လိုက်ကြပြီးမမှုရတရားဒီလောက်တောင်မှလက်ရွှေနေဝုန်းကြီးဟာစီးပွားရေးအကွက်အကွင်ကောင်းတာတခုခုတော့တွေ့ထားပုံရတယ်။ကဲပါဒါရီပြောမနေပါနဲ့ကစားစာရှိရကစားကြအောင်။ဘယ်လောက်ကြီးကစားမလဲ။ဒီတစ်ခါတော့ကြုံနိုင်အောင်စုံမယ်။စကစားတွေကရွှေပြား90နဲ့စမယ်။တကွက်လိုင်းရွှေ9ပြားဟုတ်ပြီလား။ မမှုရပြောတဲ့အခါအားလုံးကသဘောတူလိုက်ကြပါရဲ့အနဲ့ရဝတ်ထားတဲ့လူကြီးကဟုတ်မှလည်းလော်အောင်တော့မမှုရခမရရထားတဲ့ဟာလေးတွေပါအကုန်လုံးတက်တက်ပြောင်းကုန်အောင်မယ်နော်။အိုးလောက်ကြည့်လိုက်စမ်းပါနမင်းရဲ့ကစားပွဲပြောင်းစောင့်ကြည့်လိုက်စမ်းပါ။နမင်းများအားလုံးမှာစပွဲအလယ်မှာရှိတဲ့ဂျိုင်းကွက်တစ်ခုအတွင်ကိုရွှေပြား90စီပြစ်ထည့်လိုက်ကြပါရဲ။နတ်ကျွမ်းကစားဒီမှာရိုးရှင်းလာပါရဲ။နမင်းတယောက်စီရဲ့ရှိမှာအကွက်ခွနကွက်ရှိပြီးတော့နမင်းတယောက်ကိုကူစားပြုတဲ့နေရုပ်တရုပ်စီရှိပါရဲ့ အကွက်တီကရွှေပြားတွေထည့်ထားတဲ့ဂျိုင်ကွက်အတွင်ကိုဥတီထားကြပါရယ်။ကျွေရမှာ၆လုံးရှိပြီးနမင်းတွေကတယောက်တလဲကျွေအံကိုပြစ်ကြပါရယ်။ကျွေရမှာအပွင့်နဲ့အပိတ်ဆိုပြီးတော့မျက်နှာစာနှစ်ခုရှိပါရယ်။ကျွေရံ၆လုံးစလုံးအပွင့်ကြတဲ့သူမှာအကွက်ခုနှစ်ကွက်အတွင်မှာတကွက်တက်ခွင့်ရှိပါရယ်။အကယ်၍တဝိုင်းလုံးမှာရှိတဲ့သူတဦးတယောက်မှကျွေအံ၆လုံးစလုံးမပွင့်တဲ့အခါမှာအပွင့်အများဆုံးရတဲ့သူကတကွက်တက်ခွင့်ရပြီးအပွင့်အနည်းဆုံးရတဲ့သူကမှတကွက်ပြန်ဆင်းပြရပါရယ်။ တလေမှာတယောက်တက်တယောက်ဆင်းလောက်ပြီးတဲ့အခါမှာအလဲတစ်ခါပြီးဆုံးတယ်လို့သတ်မှတ်ပြီးနောက်တစ်ခါချက်ပြီးတော့ကြွေအံပစ်ကြရပါတယ်တလဲပြီးတဲ့အခါတိုင်းပေါဝင်ကစားတဲ့ဒီရိတ်ကအလဲမှာရှိရရွှေပြားရဲကိုရွှေငါးပြားစီထပ်ထည်ကြရပါတယ်အကယ်၍ရွှေပြားထပ်ထည်စရာမရှိတော့ဘူးဆိုပါကထိုကစားတဲ့သူမှာကစားပွဲအတွင်အနေထွက်ခွာပေးရပါတယ်အဲ့လိုမျိုးကစားကြရင်လည်းနောက်ဆုံးအကွက်ခုနှစ်ကွက်စလုံးတက်လှမ်းရရှိပြီးတော့အလဲမှာရှိရရွှေပုံကြီးအပေါ်ကိုအရင်ရောက်တဲ့ကစားတဲ့သူကအလဲမှာရှိရထိုးချစ်တင်ထားတဲ့ရွှေပြားအလုံးကိုအပိုင်ရတာပါ တအုပ်တရာအနိုင်ရရှိသွားပါကကစားပွဲပြီးဆုံးသွားပြီဖြစ်ပါရယ်မမှုရနဲ့နမဲခွနပါရောမှာကြွေအံများဆော့ကစားနေကြပြီးရဲ့နောက်ပွဲမှာအကျိန်နဲ့ဖြစ်လာခဲ့ပါရယ်အရိကစားနီမှာခက်မြညာပွဲသိမ်းလိုက်ရင်အကုန်ကျနေပြီမဲ့လေအချိန်ကြာလာတာနဲ့များတလဲပြီးတလဲရွှေပြားများထပ်ပြီးတော့ထရတဲ့အတွက်ငွေကုန်ကြေးကျများလာတယ်လို့အကျိန်နဲ့ဖြစ်လာတတ်ပါရယ်အနိုင်ရရှိရသူအတွက်လေရွှေပြားများပုံမှုပြီးတော့များပြားလာတတ်ပါရဲ့အခုလေမမှုရရိုးစော့ကစားနေရဲ့ပွဲမှာတော်တော်နဲ့မပြီးပြတ်သေးပါဘူး နာမည်တွေကတယောက်ကဆင်လိုက်တယောက်ကတက်လိုက်နဲ့ခုနှစ်ကွက်စလုံးတက်နိုင်နေသူမရှိပဲတက်တလေဆင်တလေနဲ့စော့ကစားနေကြရမှာအလဲ့များစွာပြီးဆုံးသွားတဲ့အထိအနိုင်ရှုံးမပေါ်ပဲရှိနေပါရယ်အညွေအောင်နာမည်မှာရွှေပြားများကုန်ဆင်သွားတဲ့အတွက်လက်မြောင်းလိုက်ပါရယ်သွားပြီကျုပ်တော့ကုန်ပြီဆလဆော့ကစားနေရင်အိမ်နာမှာတော့အဝါရောင်နာမည်ကြီးလဲလက်မြောင်းလိုက်ပါရယ်ကျုပ်တော့ရှုံးမဲ့ထင်ပါရယ်ဒါကြောင့်ဆက်ပြီးမကစားတော့အရှုံးပေးလိုက်မယ် အကျိတ်နဲ့ကစားကြရင်အလှဲ့များလာတဲ့အခါမှာမမှုရရဲ့လက်အတွင်မှာရွှေပြားများအကုန်ကုန်သွားပါရယ်။တို့ကမှအနည်းရောက်နှစ်သမီးကမမှုရအောင်ကြည့်ရင်မမှုရတတကောက်အလှဲ့မှာရွှေပြားမတင်နိုင်မမှုရထွက်ရတော့မှာနော်။မမှုရမှာအလွန်ဒေါသထွက်နေမိပါရယ်။ကစားဝါရထွက်မယ်ဆိုရင်တော့သူ့ရဲ့ရွှေပြားတွေအကုန်လုံးလွတ်လွတ်ဆုံးဆုံးရပွဲရှိပါရယ်။ကစားပွဲချင်းလေးကိုကြည်ပြန်ရင်လေမမှုရမှာအကွက်၅ကွက်တထားပြီးဖြစ်ပြီးတော့ကြံတဲ့သူတွေကသူတက်တစ်ခွက်နောက်ကြပါရယ် အခုချိန်နေမှာထိုးစီမရှိရင်ထွက်လိုက်ရရင်တော့အလွန်နဲ့နာမယ်လို့တွေးလိုက်ကအနေရောင်နဲ့တမျိုးကိုကြည့်ပြီးကြောက်မထွက်ချင်ဘူးနာကတေးပြီနောက်ဆိုရင်ဒီလိုလုပ်ပါလားကြက်ကိုရွှေပြားနည်းနည်းလှည့်ပေးထားဒီပွဲအနိုင်ရတော့ကျွတ်ပြန်ပြီးမယ်တော်စားမှမမှုရရဲ့ရှင့်ကိုတော့မချင်းငါ့ကျမအောင်အော်နာကတေးပြားဒီလိုကြည့်လားရှင့်ချင်းရဲ့အလုံးဆုံးချီရမှနောက်၃လလှည့်လောက်ပါပဲဘာလို့လဲဆိုတော့ဒီရွှေပြားရည်နဲ့ကျုံနေရနီးစပ်နေပြီလေဒီကစားပွဲကိုကျုပ်ကအနိုင်ရတော့မှာ မဆ ਾਇ ရဝါကမနေပြောမနေပါနဲ့မမှုရရဲ့ပြီးတော့ကျုံဝင်တဲ့ကျုပ်ပဲရှင့်ကိုချီးကျင်ချီးမယ်နော်မချီးကျင်မချီးဘူးဗောမမှုရမှာအနဲ့ရောင်နမင်းကြီးကိုကြည့်လိုက်ပြီးအရေးသခင်ကျုပ်ကိုရွှေပြားနေနေလောက်လှည့်ထားပါတောင်းပြီလေခမရကိုကျုပ်ထုတ်ချီးမယ်ဂျိုင်းမဲ့ဒီတိုင်းတော့မချီးနိုင်ဘူးနော်ကျုပ်တို့အပောင်ပစ္စည်းတစ်ခုခုတော့လိုချင်တယ်မမှုရမှာတစ်ချက်စဉ်းစားလိုက်ပြီးအပောင်ပစ္စည်းတစ်ခုခုပေးရမယ်ဆိုတော့ကျုပ်ကအရေးစုဆောင်သူပဲမဟုတ်လားတမိုးရှိရဲ့အရေးတစ်ခုခုကိုပေးထားမယ်ဆိုရင်တော့ကျုပ်လက်ခံပါတယ် မမှုရမှာအကြံရသွားပြီးမျက်လုံးများအရှောင်လက်သွားပါတယ်။တမိုးရှိတယ်။ဒီအရိတ်ကတိတ်ကိုတမိုးရှိတယ်။သူများတွေထက်ခဏဆတမိုးရှိတဲ့အရင်မျိုးပဲ။ဟောင်းမှလည်းလုံတော့မမှုရ။ရှင်တို့ခဏဆောင်။မမှုရမှာအဲ့လိုပြောဆိုပြီးစပွဲဝိုင်းကြီးစီကနေအပြေးထလာခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနေတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းအစလေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေရှင်။